အလုံးလောက်ရဲဆိုရင်လည်းဒါပဲဒါပဲလောက်ရတယ်ကိုယ့်အတွက် challenge မရှိဘူးကိုကအမြဲတမ်း challenge တွေကိုအမြဲတမ်းစိန်ခေါ်မှုတွေကိုပဲတည်ကျင်တဲ့လူတစ်ယောက်အနေနဲ့ကကြတော့ကိုကဒီဟာကိုစိတ်ဝင်စားတော့ဒီဟာဒါဒီလောက်ကိုလုပ်နေတယ်ဒါလေးကလမ်းကြောင်းရှောက်နေပြီဆိုလို့ရှိရင် ေးလူတွေပြောလာတဲ့ဒီအမိုက်တွေပေါ့နော်အမိုက်တွေကကိုယ်ထဲကိုဝင်လာရင်အဲ့ဒီဟာတွေကိုစတိုးလုပ်တာများလာလို့ရှိရင်ကိုယ့်ကိုလမ်းကြောင်းပြန်ပြောက်သွားစေတတ်တယ်ပေါ့နော် comfort zone လေးကထွက်စေချင်တယ်အမဆိုရင်အမတိုက်က comfort zone လေးမှာမနေချင်တဲ့သူအမအစ်စ်စ်တွေကိုလောက်ရပျော်တဲ့သူအဲ့တော့ကျတော့ comfort zone လေးကနေသူတွေကိုထွက်ချင်တယ်ဒါပေမဲ့တချို့ကြလဲကိုကထွက်စေချင်ပေမဲ့လို့လဲကိုသာ အဲလေကုံသွားရဲ့အဲကိုကိုသာဟိုဒီကိုချင်းနေအများကြီးပေးလိုက်ရတယ်သူကလိုက်မလုပ်ဘူး toxic relation ကိုဖြတ်ကျော်တဲ့အချိန်မှာပေါ့နော်ကိုကကိုချစ်တယ်ဗျာချစ်တဲ့သူတယောက်ကိုဒီ overcamp လုပ်ပြီးဒီတယောက်ကိုထားခဲ့ရအောင်လဲဆိုလို့ရှိရင်အရင်ဆုံးဘယ်လိုမျိုးအာ face ဘာတွေကြုံရလဲပေါ့နော်ပြီးသူ့ကိုကိုကမေ့နိုင်အောင်ဘယ်လိုမျိုးလုပ်ကြလဲပေါ့နော် digital marketing နဲ့လုပ်စေခြင်း ਨੇ ဘာလို့လဲဆိုတော့အမတို့ဒီ data ကြီးတွက်ကြည့်တဲ့အခါမှာ80%လောက်က online ကနေပြီးတော့ဈေးဝယ်တာဖြစ်သွားပြီ ် online ကနေပြီးတော့ service ပဲဖြစ်ဖြစ်ပါပဲဖြစ် online ကနေဝယ်တာများတယ်အဲဒီ chain နဲ့အမျိုးသားနဲ့ခြားမှာဘယ်လိုတွေညှိယူခဲ့ပြီးတော့ဒီလိုစီးပွားရေးကိုပေါ့နော်သွားဖို့အမျိုးသားရဲ့ supporting နဲ့လားဒါဝိချင်းကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့သွားတာလားအဲ့ဒါစီးပွားရေးနဲ့ဒီပညာရေးနဲ့တော့တဆင့်လုပ်တဲ့အချိန်မှာပေါ့နော်အဲ့ဒါလေးသိကြမင်္ဂလာပါတချေမင်္ဂလာပါဟုတ်ကဲ့ပါမင်္ဂလာပါဟုတ်ကဲ့ဒီနေ့ကျွန်တော်ဒီ အိမ်ထောင်ရေးနဲ့ပတ်သက်လို့ပြီးလို့ရှိရင်ငွေကြေးနဲ့ပတ်သက်လို့ပေါ့နော်အမျိုးသမီးတူဦးဘလိုမျိုးရင်ဆိုင်တင်တယ်လဲပြီးရင်ဘလိုတွေ overcome လုပ်ခဲ့တယ်လဲပြီးရင်အဲ့ဒီ overcome လုပ်တဲ့အချိန်မှာဘလိုစိတ်ဓာတ်တွေနဲ့ကြော်ဖြတ်ခဲ့တယ်လဲပေါ့နော်အဲအဲ့ဒါလေးတွေကိုကျွန်တော်ဒီအိမ်ထောင်ရှင်တွေရောလူငယ်တွေရောအမျိုးသမီးတွေရောအားလုံးကိုသိစေချင်တယ်အဲ့တော့ဒီနေ့ကျွန်တော်ဒီနေ့ဒီ focus လေးမှာဆိုလို့ရှိရင်ဒီ multiche ပေါ့နော် multiche ကြော့ဖြစ်ပါတယ်အဲ့တော့အရင်က pharmacy နဲ့ဒါဘွဲရခဲ့တဲ့အမှဖြစ်ပါတယ်ပေါ့နော် အဲပြီးတော့အခုဆိုလို့ရှိရင်ဒီ2025မှာဒီ creator လောကတွေကိုဝင်လာခဲ့တဲ့မျိုးသမီးတယောက်လို့ဒါပြောရင်လည်းမမှားပါဘူးဆိုတော့ကျွန်တော်စိတ်ဝင်စားတဲ့အပိုင်းလေးတွေရှိတယ်ပေါ့နော်ရှိတဲ့ခါကျတော့ဒီချေကျော်ကိုခေါ်ပြီးတော့ကျွန်တော်အခုဒါ interview အပိုင်းလေးနဲ့ကျွန်တော်ဒါမျိုးသမီးတယောက်ရဲ့နော်မျိုးသမီးတွေရဲ့ခံစားချက်နဲ့မျိုးသမီးတွေရဲ့အပုံရည်လေးတွေကိုဒါကျွန်တော်ဒီ focus လေးအနေမှာပြောချင်းဖြစ်ပါတယ် okay ဆိုတော့ဒီချေမင်္ဂလာပါထပ်ပြီးတော့မင်္ဂလာပါရှင့် okay အဲ့တော့ကျွန်တော်ကတော့ဒါမနေ့ main မဆက်တော့ဘူးเนาะအဲ့တော့ တီချဲရဲ့ဒီအကြောင်းလေးကိုအရင်ဆုံးမိတ်ဆက်ပေးပါအောင်ဗျအဲတီချဲနာမည်ကကျော်ကျော်ဆန်ပေါ့နော်တီချဲကနေတာတော့အများဆုံးကဇာတိဖြစ်တဲ့ကြောက်ဆယ်မှာနေတယ်။ဒါပေမဲ့မန္တလေးမှာနေတာလည်းရှိတယ်။မန္တလေးမှာနေတာလည်းများတယ်။အခုဟာပြည်ဦးလေးကိုခဏရောက်နေတာပေါ့နော်။ဒီချေကဒီဒီချေကအခုဖာမစီနဲ့ဘွဲရခဲ့တယ်။ဘွဲရခဲ့တယ်။ဘွဲဘွဲရပြီးတော့ဘွဲရပြီးပြင်းမယ်။ဒီ ဝင်နှန်းဘဝပေါ့နော်ဝင်နှန်းဘဝဆိုလဲ product specialist ဘဝနဲ့ဈေးကုမ္ပဏီမှာ international ဈေးကုမ္ပဏီမှာငါးနှစ်စာတက်တန်းရှိရပေါ့နော်တက်တန်းရှိပြီးတော့လုံးလုံးခဲ့ပြီးတော့မှအဲကိုပိုင် business owner ဘဝကိုပြောင်းခဲ့တယ် pharmacy ကိုတိုင်ဖွင့်ခဲ့တယ် pharmacy owner တယောက်ဖြစ်တယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အခု teacher ရဲ့ဒါအခုလက်ရှိပေါ့နော်အင်တော်ရေးနဲ့အခုလက်ရှိဒါဘယ်လိုမျိုးလေးရှိလဲအဲ့ဒါလေးဆိုပြောပြပေါ့အင်တော်ရေးကအမကအင်တော်ကြာတာ2020 2020 2020အပြီးပေါ့နော်2021အစပိုင်းမှာအိမ်တော်ကြရဲအခုကလေးလေးတယောက်ရှိရဲတမီးလေးတယောက်ရှိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အခုဒီချယ်တော့ပေါ့နော်ဒီပညာရေးနဲ့ဒီစီဝါရေးပေါ့နော်အဲလုတ်တဲ့အချိန်မှာအာဒီချယ်နဲ့အမျိုးသားနဲ့ရှားမှာဘယ်လိုတွေညှိယူခဲ့ပြီးတော့ဒီလိုစီဝါရေးကိုပေါ့နော်တွားဖို့အမျိုးသားရဲ့ supporting နဲ့လားဒါဝိကျင်ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့တွားတာလားအဲ့ဒါစီဝါရေးနဲ့ဒီပညာရေးနဲ့နောက်တစ်ဆင့်လုတ်တဲ့အချိန်မှာပေါ့နော်အဲ့ဒါလေးသိကြပါ တချေကအိမ်တော်ဘက်ကိုစရွေးတဲ့အခါမှာကို့ကို supporting ပေးနိုင်မဲ့သူပဲရွေးတယ်။အော်တချေနဲ့တချေမျိုးသားနဲ့ဆိုရင်9နှစ်กว่า Okay. ၅နှစ်กว่าအဲ့တော့ကိုက leader တိုက်ဖြစ်တယ်။အဲ့တော့ဟာကြကိုက leader leader ဆိုရင်အဆင်မပြေနိုင်ဘူး။ကို့ကိုကောင်းကောင်း supporting ပေးနိုင်မဲ့သူကိုပဲရွေးချယ်ခဲ့တာပေါ့နော်။ကိုကတော့အရန်စန္ဒာပြင်းတဲ့သူစိတ်ဆွမ်းအပြင်းတဲ့သူရီမန်းချက်ပြင်းတဲ့သူဖြစ်တယ်။ အဲ့တော့ကိုယ့်ကိုအမြင်နဲ့စီးပွားရေးမှာရောအိမ်ဆောင်ရေးမှာရောအခြေရေးမှာရောကိုယ့်ကိုအမြင်နဲ့ supporting ပေးနိုင်မဲ့လူကိုရွေးချယ်ခဲ့တယ်။ဟာဟုတ်ကဲ့ဟုတ်ကဲ့။အကိုကအဲအမဆိုလေဒီအိမ်ဆောင်မကြခင်က relationship တစ်ခုရှိခဲ့တယ်။ relationship တစ်ခုရှိခဲ့တယ်။ဒါပေမဲ့အဲ့ relationship မှာအမ toxic relation လို့ပြောလို့ရတယ်။ဟုတ်ကဲ့။ဒါပေမဲ့ကိုကအချစ်ဦးဖြစ်တဲ့အတွက်ရမ်းချစ်ခဲ့တယ်ပေါ့နော်။အရမ်းချစ်ခဲ့တယ်။မိန်းကလေးတဘာဝငငယ်ရွယ်မှာအရမ်းချစ်ခဲ့တယ်။ဒါပေမဲ့ ချစ်ပေမဲ့လို့လေကိုနဲ့အဆင်မပြေတဲ့အချိန်မှာကိုရဲ့စိတ်ခံစားချက်တော့မလိုက်ဖ ೇನೆ ကိုဘဘလမ်းကြောင်းကိုကိုပါသူကိုအဲကိုရဲ့စိတ်ဆုံးဖြတ်ချက်တစ်ခုနဲ့ပေါ့နော်လမ်းမှန်ကိုရအောင်သွားခဲ့ဒီအခြေရေးကိုစွန့်လွတ်လိုက်ရလို့လမ်းခွဲလိုက်ရလို့ဘယ်တော့မှနောင်တမရအောင်ကိုကဒီအခြေရေးကနေယုံထွက်နိုင်ခဲ့တဲ့အတွက်ကိုဘွားကအခုအိမ်တော်ရေးရောစီးပွားရေးရောအကုန်တသားရရပဲကိုလှုပ်ချင်တာလေကိုလှုပ်ခွင့်ရဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့တော့ ခုနပြောတဲ့ toxic relationship ဆိုရတဲ့ဒါကျွန်တော်စိတ်ဝင်စားတယ်ပေါ့နော်အဲ့တော့အခုကြည့်နေတဲ့အထက်မှာလည်းအဲအမျိုးသမီးတွေပေါ့နော် toxic relationship ကိုကြုံရတဲ့အမျိုးသမီးတွေလည်းအများကြီးရှိပါတယ်ဒါကကျွန်တော်တို့ကမ္ဘာပေါ်မှာရှိတဲ့မိန်းကလေးတိုင်းကအကုန်လုံးကဒါလေးလေးဒါဖြတ်ကျော်ရတဲ့ခါလေးရှိတယ်ပေါ့နော်မိန်းကလေးတိုင်းပဲဖြစ်ဖြစ်မျိုးသားလည်းရှိပါတယ်ရှိမှုရှိတယ်ဒါပေမဲ့ဒါအမအနေနဲ့ကျတော့ toxic relation ကိုဖြတ်ကျော်တဲ့ချိန်မှာပေါ့နော်ကိုကကိုချစ်တယ်ဗျာချစ်တဲ့သူတယောက်ကိုဒီ overcamp လုပ်ပြီးဒီတယောက်ကိုထားခဲ့ရအောင်လို့ဆိုလို့ရှိရင်အရင်ဆုံးဘယ်လိုမျိုးအာ face ဘာတွေကြုံရလဲပေါ့နော်ပြီးသူ့ကိုကိုကမေ့နိုင်အောင်ဘယ်လိုမျိုးလုပ်တယ်လဲပေါ့နော်အဲ့ဒါလေးတွေရောအမှမှကြုံခဲ့တာရှိတာဗျရှိရယ်အမ်ပထမသူနဲ့နန်းစခွဲမယ်လို့ကိုကိုကိုစိတ်ပြင်ဆင်တဲ့အချိန်မှာကိုဘဝကဘယ်လိုတော့အမှန်တိုင်းပြောမယ်ဆိုရင်ကိုကလမ်းလုံးဝပျောက်သွားတယ်လို့ပဲအရာအလုံးကသူနဲ့လိုပဲစဉ်းစားထားတဲ့အချိန်မှာကိုကသူ့ကိုလွှတ်ချရတော့မယ်လို့ တွေးလိုက်တဲ့အချိန်မှာကိုဘွားကဘာမှဆက်မလုပ်ချင်အောင်ဖြစ်တယ်အဲအဲ့ဒါပထမတပတ်နှစ်ပတ်ပေါ့နော်အဲ့ဒီတပတ်နှစ်ပတ်မှာကိုကအရန်ခံစားပြီးโอเคငါခံစားတဲ့နောက်ခံစားပြီးကိုကကိုခံစားချက်ကိုလည်းကိုကိုကိုလည်းမခံစားနိုင်လို့မပြောလှုပ်ထားလိုက်တယ်ငါအချိန်တစ်ခုရောက်ရင်ငါကပြန်ပြီးတော့ဟင်းနေလုံမယ်ဒါပေမဲ့ကိုကအမအမခံယူထားရတာပေါ့နော်ဟုတ်ကဲ့ငိုခြင်းများစွာကိုဖျက်ချော်ပြီးရင်မငိုရတဲ့နေဆိုရောက်လာမှာ ဒါကြောင့်မလို့မြ мян ငိုလိုက်တယ်ပထမနှစ်ပတ်မှာမြ мян ငိုပြီးတော့ကိုယ့်ကိုကယ်လိုက်နိုင်တာတရားပဲတရားပဲ Twitter မှုတွေကို short ဆိုတဲ့ဟာနဲ့ကိုသူ့မှာမဟုတ်ဘူးအကုန်လုံးကိုက Twitter နေရင်ကိုယ့်ဘဝရှုံးတယ်ဒါကြောင့်မလို့ Twitter မှုတွေကိုအများဆုံးဖြတ်နိုင်အောင်စူးစမ်းရင်းနဲ့မှာဒီတရားနဲ့ပဲ relationship ကိုဖြတ်တောက်နိုင်ရတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါလေဗျကောင်းပါလေဟုတ်ကဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီမေ့ဖို့ပေါ့နော်မေ့ဖို့စူးစမ်းတဲ့အချိန်မှာကျွန်တော်ရဲ့ပရိသတ်တွေဆိုလည်းအများနဲ့မေ့တယ် အကိုရေပေါ့နော်ကျွန်တော်ကျမတို့ဒီလိုမျိုး relationship နေပြီဒါပေမဲ့ကျမကချစ်သေးတယ်ဒါပေမဲ့မိဖို့ဘလို့စူးစမ်းရမယ်မသိဘူးပေါ့နော်အဲ့လိုဖြစ်နေခါကျတော့အဲကျွန်တော်ဆိုရင်တော့ပြောတယ်မိဖို့မစူးစမ်းနေပေါ့နော်မိဖို့မစူးစမ်းနေဒါပေမဲ့ဒီသူ့ကိုမတွေးမိအောင်တော့စူးစမ်းလို့ရတယ်ဆိုတာလေဒါကျွန်တော်ပြောတယ်ပေါ့နော်အဲအမအနေနဲ့လည်းဒါဒီလိုမျိုးတရားနဲ့ဒါကိုက overcan လုပ်ခဲ့တာပေါ့နော်အဲကျွန်တော်တွေ့ကြုံရဆိုရင်တော့ဘလို့သွားခဲ့တယ်လဲဆိုလို့ရှိရင်တကယ်လို့ကိုကဒီ relationship မကောင်းတော့ဘူးဆိုလို့ရှိရင်တော့ အလုပ်တစ်ခုခုပေါ့နော်ကျွန်တော် energy ပေါ့နော် energy ဒီသွားတဲ့လမ်းကြောင်းကိုကဒီဘောမှာဒီမကောင်းတဲ့ဘောမှာ energy ကိုဘယ်လိုပြောမလဲ changes ပေါ့နော် direction ပြောင်းပြလိုက်ပေါ့အဲဘယ်လိုပြောင်းလဲဆိုရင်ကျွန်တော်ယထာလမ်းတစ်ခုရှိတယ်ဆိုရင်ယထာလမ်းနေ change ပြတဲ့လမ်းကြောင်းရှိရမလားဒီလမ်းကြောင်းသွားနိုင်မဲ့ချင်းမတရားရောက်ကတော့ change ပြဖို့လိုတယ်အဲ့ဒါလည်းကိုပဲတခြားလူမဟုတ်ဘူးကိုကပဲ change ရမှာအဲ့လို change လိုက်ပြီဆိုလို့ရှိရင်ကိုကဘယ်လိုမျိုး change မှာလဲတောက်စစ်မှာကိုမကောင်းဘူးဆိုထားခဲ့လိုက်ထားခဲ့ပြီလို့ရှိရင်ကို့အတွက် development ပေါ့နော် sub study တွေကိုဘာတွေကြံသေးလဲဘဝမှာ အရေးကြီးတာလေလို့ခုအများကြီးရှိသေးတယ်နိအဲ့ဒီခါကျတော့အဲ့ဒါလေးလို့ဖို့ကျွန်တော်ကတော့ဒါအများနဲ့တိုက်တွန်းပါတယ်အမျိုးသမီးဖြစ်ဖြစ်အမျိုးသားဖြစ်ဖြစ်ပေါ့နော်အဲ့တော့ဟုတ်ကဲ့ကျေးဇူးပါအဲ့တော့အခုဒါလက်ရှိ CY အခု2025 CY လေကျွန်တော်တစ်ချက်မေးမယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးပြောပြပေးပါအဲအမကခုနပြောခဲ့သလိုပဲပေါ့နော်အမမကအတွေ့အကြုံ experience အရင်များနေပြီဘာလို့လဲဆိုတော့ကိုကကြောင်းပြီးတဲ့အချိန်မှာကိုရဲ့ industry ရဲ့စဝင်တဲ့ဟာက ကိုစေးနဲ့ဆိုင်တဲ့ပတ်သက်တဲ့ဖာမစီကောင်တာမှာ3လလောက်အရင်လောက်ခဲ့တယ်ပေါ့နော်ကိုကဟို flexible ဖြစ်တဲ့လူပေါ့နော် adaptation ကောင်းတဲ့လူမြဲမြဲသင်ယူရတာတတ်တဲ့လူဖြစ်တဲ့အတွက်စေးเจ้าကကိုကလည်းအမြဲတမ်းဒီစေးနဲ့ဘွဲရထားတာဆိုတော့စေးเจ้าကအရင်လေးလာစရာမရှိဘူးကိုကဒီ ဒီ pharmacy counter မှာပဲအမြဲနေရဆိုရင်ကို့အတွက်ဘာမှတိုးတက်မှုမရှိဘူးလို့ခံစားရတယ်။အဲ့တော့ကိုကငွေတွေကလည်း business ပိုင်းကိုသွားကျင်တယ်။ဒါကြောင့်မို့လို့ international company မှာကို့အတွက်အတွေ့အကြုံအများကြီးပေးနိုင်တဲ့ company ရွေးချယ်တယ်။အဲ DGSH မှာလုပ်တယ်။ DGSH ဆိုလည်း multinational ပေါ့နော်။ multi multinational company ပေါ့နော်။ဟုတ်ကဲ့။ multinational company ဖြစ်တဲ့အတွက်သူကနိုင်ငံပေါင်း150ကျော်မှာသူတို့ရုံးခွဲရှိတယ်။အဲကြောင့်မို့ကိုကအဲ့ company မှာကို့အတွက်အဲအတွေ့အကြုံ marketing အတွေ့အကြုံယူမယ်ဆိုပြီးတော့9နှစ်တာ product specialist ဘဝနဲ့ငါးနှစ်တာအလုပ်လုပ်ခဲ့တယ်။လာစားလည်းကောင်းတယ်။ဒါပေမဲ့လို့လေကိုကအဲ့ comfort zone ထဲမှာကိုက marketing အကြောင်းကိုဝန်ထမ်းဘဝနဲ့ဆိုရင်ဝန်ထမ်းဘဝ comfort zone ဖြစ်တယ်ကွယ်။ပထမ night ဒီ week day တွေပေါ့နော်။ Monday ကနေဒီ Friday ပဲလှုပ်လှုပ်ရတယ်။ အလုံးလောက်ရရဆိုရင်လည်းဒါပဲဒါပဲလောက်ရတယ်။ကိုယ့်အတွက် challenge မရှိဘူး။ကိုကအမြဲတမ်း challenge တွေကိုအမြဲတမ်းစိန်ခေါ်မှုတွေကိုပဲတည်ကျင်တဲ့လူတယောက်အနေနဲ့ကကြတော့ကိုကဒီဟာကိုစိတ်ဝင်စားတော့ဒီဟာတော့ကိုကအတွေ့အကြုံတစ်ခုအနေနဲ့ရပြီ။ Okay ငါ business လုပ်တယ်ဆိုရင်ဒီငါရဲ့အလုပ်အတွက်အတွေ့အကြုံတစ်ခုပဲ။ International company တွေဘယ်လိုမျိုးအလုပ်လုပ်လဲပေါ့နော်။အဲဒါကိုတည်ကျင်လို့ကိုကဒီ marketing လောကလေးကိုဝင်ခဲ့တာ။ Okay ဒီ marketing လောကလေးကိုကထွက်ပြီးဆိုရင်ကိုက business အလုပ်လုပ်မှာ။အဲ business အလုပ်လုပ်ဖို့လို့ marketing ကိုလုပ်တာပေါ့နော်။ဒီ marketing experience ကိုယူတာ။ ကို business လုပ်လုပ်တဲ့အချိန်မှာတော့ဝန်ထမ်းဘဝနဲ့ business owner ဘဝနဲ့အရန်ကွဲတယ်ကိုကခုမှစပြီးတော့လုပ်တဲ့သူဖြစ်တဲ့အတွက်ကိုအလုံးရှင်လဲကိုပဲအလုံးသမားလဲကိုပဲဟိုတန်ရှင်းလဲကိုပဲနောက်ပြီးစည်ရင်းနေလို့လဲကိုပဲဘာလို့ဆိုတော့ကိုက business ကိုအခုမှအစာပြိုးတာမို့လို့ခုမှအများကြီးအခက်ခဲတွေရှိတယ်ဒါပေမဲ့အခက်ခဲအလုံးလုံးနေရတာကိုပြောတယ်အခက်ခဲတွေကိုကြိုက်ဘာလို့တော့ဒီအခက်ခဲတွေကိုဖြေရှင်းဖို့မှဖြေရှင်းနိုင်လေလေကိုယ့်ရဲ့ယုံကြည်မှုပူရလေလေအမကိုယ့်ရဲ့ယုံကြည်မှုကိုအခက်ခဲရလာတယ်လို့မြင်တယ်ဟုတ်ကဲ့ အဲ့ဒါကြောင့်မလို့ကိုကအများများအခက်ခဲတွေကိုဖြေရှင်းလို့အမကိုကိုကိုယုံကြည်မှု ရှိတဲ့မိန်းကလေးတယောက်ဖြစ်လာတယ်။ယုံကြည်မှုရှိတဲ့သူတယောက်ဖြစ်လာတယ်လို့မြင်တယ်။ဟုတ်ကဲ့မှာဟုတ်ကဲ့။ခုခု2025မှာဆိုရင်အမကဒီ business စေးဆိုင်စေးဆိုင်လည်းဖွင့်ထားတယ်။ online shopping လည်းလုပ်တယ်။ online shopping မှာဘာတွေရောင်းလဲ။အားသေးတွေ college တွေရောင်းတယ်။ဟုတ်ကဲ့။အဲနောက်ပြီးတော့ဟာကြခုအဲ့ဒါကတော့2020ကလေးရောင်းတာလူပြစရာမလိုသေးဘူး။တစ်တော့မှာပုံလေးတင်လိုက်တာနဲ့ရောင်းရတယ်။ အတန်လေးနောက်ကအတန်လေးပြောရတယ်ရောင်းရတယ်ဒါပေမဲ့အခုကျတော့အမကကိုယ်တိုင်လည်းစီးပွားရေးမှာအခြေအနေတစ်ခုရောက်နေပြီအဲပတ်စံလည်းအရင်ကြီးမလိုတော့တဲ့အခြေအနေမှာကိုဝါသနာပါတဲ့အလုပ်ကိုလုပ်ချင်တယ်ကိုက teaching line ကိုရဝါသနာပါငငယ်တုန်းကလေးက3-4တန်းကလေးကကိုကစာတင်တာသူများအောင်စာတင်တာရန်ဆရာမလုပ်ချင်အဲကြောင့် teaching line ကိုရွေးလိုက်တာဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အဲ့ဒီခုနပြောရတဲ့အထက်မှာပေါ့နော်ကိုက challenge တွေကိုကြိုက်တဲ့အမျိုးသမီးတစ်ယောက်ပေါ့နော်အဲ့တော့ ဒါလူတိုင်းတော့ဘဝကတော့မတူနိုင်ဘူးเนาะမတူနိုင်တာဖြစ်တဲ့အတွက်တချို့ဒီ challenge မပြောနဲ့ဗျာဒီစာတစ်ခုကိုဖတ်ဖို့အချိန်မရတဲ့လူငယ်တွေရှိနေမြင်ကျွန်တော်မြင်လဲမြင်ဘူးလေအမားလဲကြော်ဘူးလိမ့်မယ်ဗောနော်အဲ့လိုလူငယ်တွေရှိရင်ရောအမအနေနဲ့ဒါကိုကဟိုဒီလိုမျိုးနောက်ခုချိန်းဖို့ဗောနော်အားပေးခြင်းသလားသို့မဟုတ်ဒီစကယ်နေ့စဉ်နေ့စဉ်ထပ်ထပ်ထပ်တူကြရတဲ့အလုပ်ဗောနော်ပြောရရင်ဟို NVC လို့သိရမလားမင်္ဂလာပါဆိုမင်္ဂလာပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အဲ့ဒီစာလေးနဲ့ပဲလေပတ်နေတဲ့လူတယောက်လူမျိုးပဲ အဲလူတွေကိုကိုယ့်အကို lifestyle သွားတင်သလားဒါမှမဟုတ်ရင်အဲ့ဒီ challenge တွေခေါ်ပြီးတော့ကိုယ့်ဒီ comfort zone တွေကနေမှာဖောက်ထွက်ပြီးတော့ ပို့ပြီးတော့အားပေးခြင်းသလားအမရဲ့စိတ်ကြည်ကြည့်ခြင်းပါဗျ။ comfort zone လေးကထွက်စေခြင်းလေ။အမဆိုရင်အမတိုက်က comfort zone လေးမှာမနေခြင်းတဲ့သူအမအသစ်သစ်တွေကိုလောက်ရပျော်တဲ့သူအဲ့တော့ကျတော့ comfort zone လေးကနေသူတွေကိုထွက်ခြင်းလေ။ဒါပေမဲ့တချို့ကြလဲကိုကထွက်စေခြင်းပေမဲ့လို့လဲကိုသာအလေကုံသွားတယ်အဲကိုကိုသာဟိုဒီကိုချင်းနေအများကြီးပေးလိုက်ရတယ်သူကလိုက်မလုပ်ဘူးဘာလို့တော့ဆိုတော့သူက follower စိတ်တက်ရှိလို့သူများကိုပဲ supporting ပေးနေတာအဲ့လိုမျိုးသူတွေကြတော့အမားတို့က mindset နည်းနည်းချိန်ဖို့လို့อ่ะ မဖြစ်နိုင်ဘူးပေါ့အဲတချို့ကြတော့ခါကြတော့လေကိုကတော့လှုပ်ချင်တယ်ဒါပေမဲ့သူက consistency မရှိဘူးအဲ consistency မရှိတဲ့သူတွေကြတော့လေအမတို့ကနောက်ကနေအားပေးဖို့လိုလို့တာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဗျဟုတ်ကဲ့အဲ့တော့ဒီမှာပေါ့နော်ဒီအချက်နဲ့အိမ်တောင်ရေးငွေရေးကြီးရယ်ပြီးလို့ရှိရင်ဒါရုံးကန်မှုအပိုင်းတွေဒါအမပြောပြသွားပြီပေါ့နော်ဆိုတော့အဲကျွန်တော်အချက်အကြောင်းလေးနဲ့ပတ်သက်လို့ပြန်ပြီးတော့ဒါလည်းပြန်မေးချင်တယ်ပေါ့နော်အာ ကျွန်တော်တို့ဒီလိုမျိုး business မသွားခင်လူငယ်ဘဝမှာအချစ်ကိုဦးစားပေးပြီးတော့လိုက်ကြတဲ့မျိုးသမီးတွေလည်းရှိလို့မျိုးသားတွေလည်းရှိတယ်ပြီးရင်စောစောစီစီအိမ်ထောင်ကျတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့လူငယ်တယောက်ပေါ့နော်ဘဝမှာကိုကအချစ်ကိုအရင်စားလိုက်ဖို့တင့်သလားသို့မဟုတ်အအချစ်မဟုတ်ဖ ೇನೆ ကိုဘဝကိုပြည့်စုံအောင်အရင်ဆုံးလုပ်တင်သလားဝါသနာနဲ့ဟိုပါပေါ့နော်လုပ်ငန်းတစ်ခုခုပေါ့နော်ကို့အတွက် profit တစ်ခုဖြစ်မဲ့ဟာပေါ့နော်အဲ့ဒီနှစ်ခုဆိုရင်ရောအမအနေနဲ့ဘယ်လိုလုပ်ခဲ့တယ်လဲပြီးရင်ဘယ်လိုမျိုး main ကလေးတွေကိုအကြံပေးခြင်းလဲအမအနေနဲ့ကတော့ခုနပြောခဲ့သလိုရှင်းပါတယ်အိမ်အောင်ကြတာကကိုကစီးပွားရေးဆက်လုပ်တော့မှအိမ်အောင်ပြူပါအော်စီးပွားရေးဒီစီးဆိုင်ကိုစဖီးစဖွင့်ပြီးတော့ run တော့မှပဲအိမ်အောင်ပြူတာအိမ်အောင်ပြူတဲ့အတွက်ကိုကဒီအိမ်အောင်ပြူတယ်ဆိုတာလွယ်တာမဟုတ်ဘူးတမီးစားလို့မဟုတ်ဘူးဘွန်းနေရှိရလေနော်အိမ်အောင်ကိုက အယန်းကိုအစဉ်ပြေနေတယ်အယန်းကိုစီးပွားရေးအလုပ်တက်တဲ့အမျိုးသမီးတယောက်ဖြစ်နေပါစေရောက်ခမရေးဆိုရှိသေးတယ်လေနော်အမျိုးသားဘက်က relatives တွေရှိတယ်လေနော်အမျိုးသားဘက်ကဆွေမျိုးတွေရှိတယ်သူတို့ဒီလိုမျိုးကိုဘယ်လောက်ပဲထက်မြက်ပါစေသူတို့ကနည်းနည်းတွေးလို့စမ်းကျင်တဲ့အနေအထားလေးရှိတယ်ဒါအမဖြစ်တာလို့ပြောတာမဟုတ်ပတ်ဝန်းကျင်မှာမြင်ရတယ်အဲ့တော့ခါကျတော့ကိုကဘာမဟုတ်တဲ့မိန်းကလေးတာမန်မိန်းကလေးတယောက်နဲ့သူများဘဝတွေကိုဝင်နေဆိုရင်တော်တော်များများအနှိမ်ခံရတယ်အဲ့တော့ကိုကအရင်ဆုံး ကိုကိုကိုထက်မြက်အောင်ကိုကိုကိုအရင်တီဆောက်ပြီးတော့မှအိမ်အောင်ပြုတ်စေခြင်းတယ်ဟုတ်ကဲ့ကိုကိုကိုနုနယ်တဲ့အချိန်မှာအိမ်အောင်ပြုတ်လိုက်တယ်ဆိုရင်အဲ့အိမ်အောင်ရေးက90%လောက်ကွဲကြတယ်အဲ့ဒီပါဆန်တော့90% 90%ဟုတ်ကဲ့ဟုတ်ကဲ့အော်အမတို့ပတ်ဝန်းကျင်မှာလည်းအရင်များအိမ်အောင်ကွဲရလူတွေဟုတ်ကဲ့ကိုပြည့်ပြည့်စုံစုံဘဝမှာအိမ်အောင်ပြုတ်ပြီးအောင်မှာဒါကဟိုအိမ်အောင်ဘက်နဲ့နားလည်မှုယူရတဲ့အပိုင်းတွေရှိတယ်မပြည့်စုံခင်မှာအိမ်အောင်ပြုတ်ရဆိုရင်တော့အဲ့ relationship ကခိုင်မြဲဖို့တော်တော်ခဲရင်းတယ် ဟုတ်ကဲ့အရောက်တရာမှာဆို10ရောက်လောက်ပဲမြဲတယ်အမအမြင်တော်တော်လေးချစ်တဲ့သူမှပဲမြင်တယ်။ဒါတော့မှဒီဘေးစကားတွေလည်းပါသေးရဲ့လေနော်။ဘေးစကားတွေပါသေးတယ်။ပတ်ဝန်းကျင်ရှိရဲ့။နောက်ပြီးတော့ကိုယ့်ရဲ့စီးပွားရေးရှိသေးတယ်။ကိုယ်ကမပြေလည်သေးဘူး။ကိုယ့်ရဲ့စီးပွားရေးမှာငွေကြောင့်မလို့အကွဲသွားတဲ့ဟာလည်းရှိတယ်။ဘေးပတ်ဝန်းကျင်ရဲ့စကားတွေအထင်မြင်နေသွေးထိုးစကားတွေကြောင့်ခွဲသွားတယ်လို့လည်းရှိရဲ့။နောက်ပြီးတော့မရင်ချစ်တဲ့အချိန်မှာအိမ်အောင်ပြုတ်တဲ့အတွက်စိတ်ကစားတဲ့အချိန်မှာအိမ်အောင်ပြုတ်တဲ့အတွက်အဲဒီအိမ်အောင်ရေးကလည်းအဆင်မပြေနိုင်ဘူး။ဟုတ်ကဲ့ ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အမကြံပေးချင်တာကကိုကိုကိုအရင်တိဆောက်စေချင်တာပေါ့နော်တိဆောက်ပြီးကမှကို relationship တို့မဟုတ်ဒီဟာကိုကို future ပေါ့နော် future တော့ကိုပဲအိမ်တောင်ပြူချင်းကိုပဲလုပ်စေချင်တယ်ပေါ့ဟုတ်ကဲ့ကျေးဇူးပါဗျာဟုတ်ကဲ့ပါโอเคအားဆိုလို့ရှိရင်တော့မေကွန်လေးကတော့မလိုတော့ပါဘူးဟုတ်ကဲ့ဆိုတော့အခုပေါ့နော်ကျွန်တော်တို့ဒီ2025မှာဆိုလို့ရှိရင်ဒါအမသွားခဲ့တဲ့လမ်းကြောင်းရဲ့ပြီးရင်အခုအမတင်ကြားခဲ့တဲ့ပညာရပ်တွေရဲ့အမကျင်လည်ခဲ့တဲ့ပတ်ဝန်းကျင်တွေနဲ့ပေါ့နော်အခု2025မှာဘလို့ industry ပေါ့နော် ဒီဝင်ငွေကောင်းမဲ့ industry ပေါ့ပြီးရင်ကျွန်တော်တို့80 20 rules ရပါတော့เนาะ20လောက်ပြီးတော့80ရမဲ့ industry ပေါ့เนาะအဲ့လိုဟာမျိုးဘယ်လိုမျိုးဖြစ်နိုင်တယ်ပြီးတော့ဟိုဘယ်ဟာတွေက profitable ပေါ့เนาะဖြစ်နိုင်တယ်လဲပေါ့เนาะနည်းနည်းလောက်ပြန်ရတဲ့ဟာမျိုးအမအကြံလေးသိကြပါ ည်းနည်းလို့မြင်များရတဲ့ဟာဆိုကိုကျွမ်းကျင်တဲ့အပိုင်းပေါ့ဟုတ်ပဲအမတော့ကျွမ်းကျင်မှု skill sets တွေကိုတုံးပြီးတော့ပဲကိုကျွမ်းကျင်ပိုင်နိုင်တဲ့အရာတွေရပဲကိုကို80%ဝင်ငွေပြန်ပေးမှာပဲအမကစတင်တာကျွမ်းတယ်ဆိုရင်ကိုကစတင်တာကိုပဲလုပ်မယ်ကျန်တဲ့ admin အပိုင်းနေဒီ video creation အပိုင်းနေ editing အပိုင်းနေကို supporting team နဲ့ပဲထားမယ်ကိုကကိုရဲ့ focus က20%ကဒီ coaching video ရိုက်မယ် contact idea စဉ်းစားမယ်ဒီကနေပြီးတော့ပဲကိုကဝင်ငွေတိဆောက်ရမှာကျွန်내ဟာတွေကို supporting team အနေနဲ့ပဲထားရမှာကိုမလုံနိုင်ရင်မလုံနဲ့သူများကိုကျွမ်းတဲ့လူကိုခိုင်းဟုတ်ကဲ့อืมအဲဒါကတော့အမဒါ level တစ်ခုရောက်သွားပြီเนาะဒါပေမဲ့အောက်ခြေပေါ့နော်အောက်ခြေမှာအခုကျွန်တော်တို့ထားပါဒီလိုဖုန်းလေးတစ်လုံးနဲ့ပဲရှိတဲ့ခါကြလို့ရှင်ရောကြိုးစားဖို့ပေါ့နော်ဒီဖုန်းတဲ့ပဲဖြစ်ဖြစ်ကိုမှလက်ရှိရှိဟာနဲ့ပေါ့မကြိုးစားတင်ဘူးလားပေါ့ဒါကြိုးစားတင်တယ်ကြိုးစားတင်တယ်ကိုတက်နိုင်တဲ့ဘက်ကကိုကအစွမ်းကုန်ကြိုးစားလိုက်တကယ်ကြမှာတို့ကစိတ်ပဲ စိတ်ဆွဲအောင်များရင်လှုပ်ချင်လှုပ်ချင်တဲ့စိတ်ဖြစ်ချင်တဲ့စိတ်ဆန္ဒပြင်းပြရဲဆိုရင်အခွင့်အရေးတွေကသူ့လိုလိုရောက်လာဟုတ်ကဲ့နီးလဲတွေကသူ့လိုလိုခေါင်းထဲမှာပေါ်လာအမဆိုလဲစိတ်ဆွဲအရင်ပြင်းဒါကြောင့်မို့လို့ကိုကကိုဒါလိုချင်ပြီဆိုရင်ယူးတွတ်တဲ့ဒီရပေါ်မှာနေ့လဲဒါပဲညလဲဒါပဲစလဲဒါပဲ ကိုကတခြားဟာတွေခေါင်းထဲမှာမရှိဘူးဒီဟာပဲဒီဟာပေါ်မှာလုံးတော့ဟာကြတော့ကိုယ့်ရဲ့ခွင့်ရည်တွေကိုလည်းမြင်လာတယ်ကိုယ့်ရဲ့နီးလဲကိုဘာလုပ်ရမလဲဆိုတာလည်းကိုကွက်ကွက်ကွန်းကွန်းသိလာတယ်ကိုတကယ်လို့ကိုကပန်းနိုင်မရောက်သေးဘူးဆိုရင်ကိုစန္ဒာမပြင်းပြသေးလို့ဒါသိကြတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တယ်เนาะဒါကကျွန်တော်တို့စိတ်စန္ဒာကအရင်တော့စိတ်ကဆောင်ရတာပေါ့เนาะတခုခုလုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတွေးရတာလေတွေးပြီးမှလောက်ရအများနဲ့နှစ်ခါပေါ့เนาะတစ်ခါတွေးတစ်ခါလောက်ရတယ်အဲကျွန်တော်တို့ဒီ ဟိုအရင်တော့ကပေါ့နော်အရင်ခေတ်ကဒါသိပ္ပံပညာရှင်ကျွန်တော်တို့တောမတ်အက်ဒီဆင်ဆိုလို့ရှိရင်လေမီးသီးပေါ့နော်တီထွင်ခဲ့တယ်ဒါပေမဲ့တစ်ခါတည်းနဲ့သူရရဘူးလေမရတဲ့ခါကျတော့ဘာဖြစ်လဲတစ်ခါထပ်ခါထောက်ခါရတယ်အဲ့တော့ sometime ပေါ့နော်တစ်ခါလေကြလို့ရှိရင်ဘာဖြစ်လဲဆိုအဲ့လိုလူတွေကလေဟိုလူတွေနဲ့နည်းနည်းဘာဖြစ်သွားလဲနည်းနည်းကင်းကာသွားလို့လည်းဖြစ်သွားတယ်နော်ဒါပေမဲ့အဲ့ဒါကိုတော်တော်များများသိပ်ပြီးတော့မခံနိုင်ကြဘူးဟုတ်တယ်ငါဒီလောက်ကိုလုံနေတယ်ဒါလေးကငါလမ်းကြောင်းရှောက်နေပြီဆိုလို့ရှိရင်ဘေးလူတွေပြောလာတဲ့ဒီအမိုက်တွေပေါ့နော်အမိုက်တွေကကိုယ်ထဲကိုဝင်လာရင် အဲ့ဒီဟာတွေကိုစတိုးလုပ်တာများလာလို့ရှိရင်ကိုယ့်ကိုလမ်းကြောင်းပြန်ပျောက်သွားစေတတ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးအချိန်တော့ကျွန်တော် overcan လုပ်ရမှာပေါ့နော်ဒီ slope ဒီ slope လေးကိုတော့ကျော်ရမှာပေါ့နော်အဲ့လိုမျိုးအချိန်ကြရင်အမဘလို့ overcan လုပ်လဲဆိုရင်လေဟိုအမတို့ကဗုဒ္ဓဘာသာရောဗုဒ္ဓဘာသာဆိုတော့အဖေကအမကဒီ မတို့မျက်စွာဖေးရပါတော့မျက်စွာဖေးရဘယ်လိုတော့ကိုယ့်ရဲ့ဆရာလို့သဘောထားတယ်ဟုတ်ကဲ့ကိုယ့်ရဲ့ဆရာသူကအရှိမပါရမီ၁၀ပါးဖြည့်ရတယ်နော်ပါရမီ၁၀ပါးဖြည့်တယ်ပါရမီ၁၀ပါးဖြည့်ရတဲ့နေရာမှာဒါနပါရမီသီလပါရမီဒါကိုဖြည့်လို့ရတယ်ကိုဖေးရလောက်မဖြည့်နိုင်ရင်တော့ကိုနည်းနည်းဖြည့်မယ်ကိုဖေးရလောက်ကိုဒါနပါရမီဆိုရင်ဒီအိုးတစ်လုံးရှိရပါတော့ဒါနဖေးရဖြည့်ခြင်းရင်ဒါနပါရမီရှိရေွက်ထဲမှာရေအပြည့်ထည့်ထားတယ်ရေအပြည့်ထည့်ထားအောင်ဖေးရကဘလို့ဒါနပါရမီဖြည့်အောင်ဆိုရင် ဒီဥစ္စာတွေကသူ့ရဲ့ရေခွက်ထဲမှာသူ့ပိုင်တာဥစ္စာဆိုဒီဟာကိုမှောက်လိုက်တယ်လို့ပဲမှောက်ချလိုက်တယ်လို့ပဲအိုးအိုးသွန်ဖာမောက်လို့တယ်လို့ပဲ तू ကဒါနပါရမီဖြစ်ရ။ तू တရားရောက်ကသူ့ခေါင်းကိုလိုချင်နေဆိုရင်တော့ तू ကခေါင်းဖြတ်ပေးဖို့ဝင်မလေးဘူး။ဒီလိုမျိုးဆိုတော့အမားတို့ကသူ့လိုလိုက်ကြင်ကြင်မေးဆိုရင်အိုးကိုတချို့ရေဆိုပိတ်ထားတယ်အလူတမ်းမလို့။အဲဒီလိုမျိုးအဲတချို့ရေအမားတို့ကစောင်းနေနေထားတော့ရောက်တယ်လေ။ဟုတ်ကဲ့။အဲ့လိုပဲဒါနပါရမီနဲ့သီလပါရမီကကိုပါသူကိုဖြည့်လို့ရတယ်။ ကဲ့ကိုတီလာလည်းကိုစောင့်ရင်ရဒါနလည်းကိုလုပ်ရင်ရဒီလိုမျိုးသူများဝေဖန်တာခံနေဆိုရင်ဥပိ္ပခါပါရမီဖြည့်ရတော့သဘောထားလိုက်တယ်ဟုတ်ကဲ့ဥပိ္ပခါပါရမီကကိုယ်တိုင်ဖြည့်လို့မရအောင်သူများကဖြည့်ပေးရအဲသူများကကိုယ်မကောင်းတာပြောမယ်သူများကကိုယ်ဝေဖန်ပါဆိုရင် okay ငါ့ကိုဥပိ္ပခါပါရမီဖြည့်ပေးနေရငါမြဲမြဲဥပိ္ပခါပြုတ်နိုင်ရမယ်အဲ့စိတ်နဲ့မှကြော်လွား ။မဝေးချင်တဲ့စကားတွေအမသူမမအမကိုပြောတာလည်းရှိတယ်။အမဘာဘယ်တော့မှမတုံ့ပြန်ဘူး။မှားတယ်လည်းမတုံ့ပြန်ဘူး။မှန်တယ်လည်းမတုံ့ပြန်ဘူး။ဥပိ္ပခါပါရမီဖြစ်ရလို့သဘောထားတယ်။လူငယ်တွေကိုလည်းအဲ့လိုမျိုးတရားအသိလေးနဲ့ပေါ့နော်။ကို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 ပတ်ဝန်းကျင်ကကိုကမှန်တာလုံနေတောင်မှအမြင်မတူဘူးလေနော်။အမြင်မတူတဲ့ခါမှာအဲဝေဖန်ပြောဆိုတာရှိတယ်ဆိုရင်အမကတော့ဥပိ္ပခါတရားထားပါလို့ပြောချင်တယ်။ဟုတ်ကဲ့မှန်ပါတယ်ဗျ။ဥပိ္ပခါတရားထားတင်တယ်ပေါ့နော်။ဟုတ်ကဲ့။ဆိုတော့အာ ကျွန်တော်တို့ဒီအမအခုလုပ်နေတာကဒီ content creative coach ကိုလုပ်နေပြီပေါ့နော်လုပ်နေတဲ့အခါကျတော့လူတိုင်းကတော့ကျွန်တော်တို့ရဲ့ပရိသတ်မဖြစ်နိုင်ဘူးနော်ဟုတ်တယ်အဲ့တော့ကိုသွားမဲ့လမ်းကြောင်းကို industry ကိုတိဖို့လိုတယ်ပေါ့နော်တိပြီးတဲ့အခါကျတော့ကိုပရိသတ်ကဘယ်သူလဲလီလူပေါင်းနော်တန်းပေါင်းညီမလူမျိုးပေါ့နော်တန်းပေါင်း60လောက်ရှိတဲ့ထဲရမှာကိုပရိသတ်ကိုအားလုံးဖြစ်စေခြင်းလို့မရဘူးပေါ့နော်အဲ့အတွက် ကုန်လုံးကိုကြပါဆိုတဲ့လောဘနဲ့တော့လုံးလုံးမရဘူးပေါ့နော် sometime ကျွန်တော်တို့ဒါလေးတွေက mindset တွေးဖို့လိုတယ်ပေါ့နော်အဲ့ခါကျတော့ဒါပေမဲ့ကိုပြောချင်တဲ့အကြောင်းညာကိုပြောလုပ်ချင်တဲ့ဟိုပေးချင်တဲ့ knowledge ပေါ့နော်အဲ့ဒါကိုတော့ဘယ်သူတွေစီရောက်တင်တယ်လဲပြီးရင်အဲ့ဒီ target ကနေမှကိုကဘယ်လို result ပြန်ရမှာလဲဆိုတော့ဒီ finishing ဘိုင်းနေပေါ့နော်ပြီးပြီးနောက်ပိုင်းလာတာ customer service တို့ဘာလို့တခြားဟာတွေလည်းဒါကတော့လိုတာပေါ့နော်ဒါပေမဲ့အခြေခံ business ရုံးမဲ့လူတွေအတွက်ကြတော့လေ ဘသူ့ကိုဘာပြောရမလဲဆိုတော့သူကမသိကြအောင်မသိကြအောင်အဲပြီးတော့ကိုကဘာကြွန်းလဲဆိုတာလည်းမလိလာအောင်အဲတီလည်းမသိဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးအခြေခံလေးတွေပဲလုံးဝတတ်တဲ့လူတယောက်ဆိုရင်အမအနေနဲ့ဘယ်လိုမျိုးပြောချင်လဲအဲကိုကကိုရဲ့အဲကိုကဘာလုပ်ရမလဲလမ်းကြောင်းပျောက်နေရဆိုရင်ပေါ့ကိုကိုကိုပြန်မေးရမယ်မေးခွန်း၄၅ခုလောက်တော့ရှိလိမ့်မယ်ဟုတ်ကဲ့အဲကိုကဘလိုနေရာမှာဘာလုပ်နေရရင်ပျော်လဲပေါ့နော်ဟုတ်ကဲ့ဘာလုပ်နေရရင်ပျော်လဲနောက်ပြီးတော့ကိုကိုကိုပတ်ဝန်းကျင်အသူတွေကဘာအတွက်အကူအညီတောင်းလဲ now ငါးနှစ်ကြာသို့မဟုတ်ဆယ်နှစ်ကြာရယ်ဆိုရင်ကိုကိုကိုဘလိုမျိုးလူတယောက်ဖြစ်ကိုကနေခြင်းလဲဟုတ်ကဲ့အဲဒါလေးသုံးခုကိုသိရင်တော့ကိုရပြီဟုတ်ကဲ့အဲကိုကိုကိုကျွမ်းကျင်တဲ့ဟာပတ်ဝန်းကျင်ကကိုမကျွမ်းတဲ့ဟာတော့ကိုကိုကုညီတာတောင်းမှာမဟုတ်ဘူးအဲ့တော့ကျတော့ကိုမသိတဲ့ကိုရဲ့ကျွမ်းကျင်မှုကိုသူများတွေကဘလိုကုညီတာတောင်းလဲပေါ့ကိုကိုကတော့ဘာလုပ်နေရရင်ပျော်လဲပေါ့နောက်ပြီးတော့ကိုယ့်အတွက်ပညာကပေါ့နော်လောက်တစ်ခုလောက်တော့မယ်ဆိုရင်ကိုသုံးမကုန်တဲ့ idea တွေကဘယ်လမ်းကြောင်းကနေထွက်နေရလဲ ်ဖက်ရှင်ပိုင်းနေရာနေထွက်နာလားဒါမှမဟုတ်ဘူးဆိုရင် cosmetic ဘိုင်းတွေကနေထွက်လာဒီ skin care တွေဘိုင်းကနေထွက်နေလာမိန်းကလေးတွေဆိုရင်ပေါ့နော်ယောက်ျားလေးဆိုလည်းအဲ့လိုပဲကိုဘလုံးကန်တာကနေထွက်လာဘလုံးမွေးအကြောင်းတွေပြောရနေထွက်လာအဲ့လိုမျိုးပေါ့ကိုဘယ်တော့မှပြောမကုန်တဲ့အကြောင်းအရာဘာဖြစ်မလဲဟုတ်ကဲ့ဒီမိကုံး3 4ခုလောက်ပဲမေးကြည့်လိုက်ကို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 အဖြေထွက်လာလိမ့်မယ်လို့အမထင်တယ်ဟုတ်ကဲ့ကောင်းပါတယ်ဗျဟုတ်ကဲ့အဲခုနပြောရတဲ့အထက်မှာဘာကနေစထွက်လဲဆိုတာလေးစိတ်ဝင်စားတယ်ဘာလို့လဲဆိုတော့ဒီ content ပဲဖြစ်ဖြစ်ကျွန်တော် personal brand ပဲဆောက်ဆော်ပေါ့နော် ဒီနေ့စဉ်နဲ့မျှဗီဒီယိုတွေရိုက်နေရတဲ့ခါကျတော့လေဘာလို့ဆိုတော့ idea ban out ဖြစ်တယ်ပေါ့ဖြစ်တဲ့ခါကျတော့ကျက်30စာလုံးမယ်ဆိုပေမဲ့လေကိုနဲ့ကကြိုက်နေဦးမှာကိုပြောချင်တဲ့အကြောင်းကဖြစ်နေဦးမှာလေဆိုတော့အာအကုန်ချမ်းပေါ့နော်အကုန်ချမ်းပေါ်တဲ့ဟာလေးလည်းလုံးတင်တယ်ပြီးရင်အဲအခုမှစတဲ့သူတွေဆိုလို့ရှိရင်တော့ဟိုကိုနဲ့ကြိုက်မဲ့ဟာဘိုးလုံးတင်တယ်လို့တင်တယ်သူများကဒါလုတ်ပါဒါလုတ်ပါလိုက်လို့ရင်အဆင်မပြေနိုင်ဘူးနော်အဲ့တော့ကိုနဲ့ကြိုက်မဲ့ဟာလည်းဖြစ်ရမယ်အကုန်ချမ်းလည်းပေါ်ရမယ်ပြီးရင်ဟိုခုနပြောတဲ့ business idea အရဆိုရင်ကျွန်တော်တို့ problem နဲ့ solving skill တွေလည်းတက်ဖို့လိုတယ်ပေါ့နော်အဲ့ဒါတွေကကျွန်တော်ဖြည့်ရမှာပေါ့နော်ဖြည့်ဖို့လိုတယ်ဟုတ်ကဲ့ပါမကျေးဇူးပါဆိုတော့အဲဒါအခုနောက်ဆုံးမေးခွန်းလေးပေါ့နော်နောက်ဆုံးမေးခွန်းလေးအနေနဲ့ဒါအမအနေနဲ့ဒီအခုဒီနေရာကိုရောက်လာပြီပေါ့နော်ရောက်လာတဲ့ခါကျတော့အခုကြည့်နေတဲ့ဒီထဲကဒါအမျိုးသမီးလေးလည်းရှိနေမယ်အမျိုးသားလေးလည်းရှိနေမယ်အဲ့ထဲမှာဒီလက်ရှိ business ပေါ့နော်ဒီ industry မှာအခုဆိုလို့ရှိရင်ဘယ်လိုမျိုးတွေဆက်သွားတင်တယ်လဲတကယ်လို့ကိုကဘာ knowledge မှမရှိဘူးဟိုနောက်ဆုံးပညာအရေးချင်းကစ နှိမ်ပါတယ်ဆိုလို့ရှိရင်ရောဘယ်လိုမျိုးကအသင့်တော်ဆုံးဖြစ်နိုင်မလဲပေါ့နော်ဟုတ်လူငယ်တွေလေအခုနောက်ပိုင်းရောအမအကြံပေးချင်တာက digital marketing နဲ့လှုပ်စေချင်တယ်ဘာလို့ရောဆိုတော့အမတို့ဒီ data ကြီးတွက်ကြည့်တဲ့အခါမှာ80%လောက်က online ကနေပြီးတော့ဈေးဝယ်တာဖြစ်သွားပြီ online ကနေပြီးတော့ service ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ် online ကနေဝယ်တာများတယ် ဒီဝယ်ယူတဲ့အခါမှာလေဒါကြောင့်မလို့ digital marketing ကိုလုပ်စီခြင်းတယ်လုပ်စီခြင်းတယ်နောက်ပြီးတော့ထဲထဲဝင်ဝင်လေ့လာစီခြင်းတယ်နောက်ဒီ digital marketing လေ့လာပြီးရင်ဘာလေ့လာမလို့ဆို AI AI ကိုပို့လေ့လာစီခြင်းနဲ့အခုဆိုရင် AI ကလူတွေကိုတိုးတက်ပေးဖို့လို့ပေါ့နော်လူတွေကိုတိုးတက်စေတာလူတွေကိုအစားထိုးမှာတော့မဟုတ်ဘူးလူတွေရဲ့ performance ကိုကောင်းစေတာပေါ့ AI တွေကိုမများလေ့လာပါ AI ကိုအသုံးချတတ်တယ်ဆိုရင်ကိုကဝင်တဲ့ AI ရောကိုယ့်ရဲ့ဒီ ability ရောကိုရှော့ပေးတာဖြစ်သွားတယ် AI ကကိုအများကြီးကူညီပေးတယ်ဟုတ်ကဲ့အင်ဂျင်ရောင်းတဲ့သူတွေဆိုရင်အခုအင်ဂျင်ပုံလေးကို AI ကိုပို့လိုက်တာပို့ပြီးတော့ဒီအင်ဂျင်ကို bare model bare model bare model မှာဝတ်ပေးအဲ့လိုမျိုးဆိုရင်ကို model ငားစရာမလိုတော့ yes အဲ့လိုမျိုး model နဲ့တခါလေးလုတ်ပေးလိုက်တာပုံထွက်လာအဲ့တော့ကိုယ်တည်းဝတ်ပြီးစားဖြတ်သွားတယ်ဒီလိုမျိုးပေါ့ AI ကလူတွေကိုကူညီတာများလာပြီဒါကြောင့်မလို့ AI ကိုကျွန်းကျွန်းချင်းချင်းလေ့လာပါပေါ့နော်ဒါပြောချင်ပါတယ်လူငယ်တွေအတွက်ဒါအမြန်ဆုံးတိုးတက်မဲ့လမ်းလို့ပဲအမပြောချင်တယ်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါကျေးဇူးပါအဲ့တော့နောက်ဆုံးအကက်မေးခွန်းလေးတစ်ခုမေးမယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်ရဲ့ဒါအခုကျွန်တော်လည်းသင်တန်းဖွင့်နေတယ်ဒီ Make Money as a Content Creator ဆိုတဲ့ဒါသင်တန်းဖွင့်ထားတယ်ပေါ့နော်ဖွင့်ထားတဲ့ခါကျတော့အမတ်ခုလုပ်နေရတဲ့အရန်ကိုဒါကိုင်းညီတူနေတာပေါ့နော်လမ်းကြောင်းလေးတူနေတဲ့ခါကျတော့ကျွန်တော်သွားတဲ့ပုံစံလေးကြတော့လေ personal brand ကိုကျွန်တော်ဦးစားပေးပြီးတိစောက်ခိုင်းနေတာပေါ့နော်လာတဲ့တင်တန်းသားတွေဆိုရင်သို့တော်လေလူတိုင်းက personal brand ကိုတိစောက်ချင်တဲ့သူရှိချင်မှရှိမှလေမရှိတဲ့ခါကျတော့တချို့ကလည်းမျက်နှာပြပြီးလှုပ်ချင်တဲ့သူရှိသလိုမျက်နှာမပြဘဲနဲ့လည်းကိုယ့်ဘာသာကိုအိမ်ထဲမှာဟို introvert တူရမလား introvert လိုမျိုးလေးပဲနေပြီးတော့ဗောနော်ပတ်စံရှာချင်တဲ့သူတွေလည်းရှိတယ်ဗောနော်အဲ့တော့အခုဒီ digital marketing မှာကအဲ့ဒါနှစ်မျိုးလုံးကိုဒါကလှုပ်လို့ရတယ်အခွင့်အလမ်းရှိတယ်ဗောနော်ဆိုတော့အဲ့ဒီ faceless ဗောနော်မျက်နှာမပြဘဲနဲ့လှုပ်တဲ့ content နဲ့ personal brand တိစောက်တဲ့ content နဲ့ဆိုရင်အမအနေနဲ့ဘယ်ဟာကိုပို့ပြီးတော့အားပေးခြင်းလဲဘယ်လိုမျိုးကိုလှုပ်စေချင်တယ် အမကတော့ personal branding ကိုဦးစားပေးစေချင်တယ်။ဘာလို့လဲဆိုရင်ကိုကလမ်းကြောင်းကိုဥပမာကိုကအထည်ရောင်းတယ်၊ကိုမျက်နှာပြပေးရောင်းတယ်၊ကိုက personal brand တည်ဆောက်ပေးသွားပြီဆိုရင်ကိုကဘယ်လမ်းကြောင်းကိုကိုကို0ကနေပြန်စားစရာမလိုတော့ personal branding ရှိရဲ့လို့ကမောင်လေးဆိုလဲ content creator သမားမှာမဟုတ်နောက်ထပ်ကိုဘာစီးပွားရေးလုပ်မလဲကိုလုပ်တဲ့စီးပွားရေးကို0ကစရမလို့ကိုလူတည်သွားပြီဒါကြောင့်မလို့ကိုက personal ကိုလုပ်တဲ့လုံမှာ personal branding မှာတွဲလို့တွဲလို့စေခြင်းတယ်ဘာလို့ဆိုတော့ကိုဘာပဲလုပ်လို့ personal branding ရှိရဲ့လို့က0ကနေပြန်စရမလို့ဟုတ်ကဲ့ personal branding ကိုဦးစားပေးပြီးတော့တိစောက်စေခြင်းတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါကျေးဇူးပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့ personal branding ကိုဒါဒီဆောက်စီခြင်းနဲ့ပေါ့เนาะအဲလူတယောက်ကကျွန်တော်တို့ သူ့ရဲ့ချမ်းသာမှုတွေကိုအခုချိန်မှာစွန့်လွတ်လိုက်ရမယ်ဆိုရင်တော့မှပဲအလုပ်ပြန်လုပ်မယ်ဆိုရင် personal brand တိဆောက်ထားတဲ့သူကနေရာကိုပြန်ပြီးတော့ဝင်လိုက်ရုံပဲเนาะအဲ့တော့လူတယောက်ရဲ့ပိုင်ဆိုင်မှုကိုကျွန်တော်တို့ကယူလိုက်လို့မှအဲ့လူကဆက်ပြီးမရက်တည်နိုင်ဘူးဆိုရင်ဒါက personal brand မကောင်းလို့ပေါ့เนาะသူကိုယ်တိုင်သူဒီဒီအသိပညာနဲ့ပေါ့เนาะဒီလောကတွေဒီ industry တွေမှာတိကျမဝင်ထားလို့ဆိုတာတော့ဒါကျွန်တော်လေ့လာမှုရတော့ဒါ တည်ပါတယ်เนาะဆိုတော့ဒါအမှပြောတာလေးကျွန်တော်လက်ခံပါတယ်အဲ့တော့ကျွန်တော်တင်တဲ့မှာလဲဒါ personal brand ကိုကောင်းကောင်းဒီဆောက်ဖို့သင်ပေးပါတယ်အဲ့တော့အခုဆိုလို့ရှိရင်ဒါကျွန်တော်ဒီနေ့ focus လေးကတော့ဒီလောက်ပါပဲဆိုတော့ဒါကတော့ဒီချေချောဖြစ်ပါတယ်တကယ်လို့တင်တဲ့နေเนาะ coaching နေလိုချင်တယ်ဆိုလို့ရှိရင်လဲဒီချေချောကဒါသင်ပေးနိုင်ပါတယ်သူရှိမှလဲတွားပြီးတော့ဒါ coaching နေယူလို့ရပါတယ်အဲ့တော့ဒီချေချောနှုတ်ဆက်စကားလေးပြောလိုက်ပါအောင်ဗျလူငယ်တွေအခြေရေးကိုဦးစားမပေးဘဲနဲ့ကိုယ်တိုင်ကိုယ့်ရဲ့ဘဝကိုအမြန်ဆုံးတည်ဆောက်ပါကို့ personal branding ခုနပြောမောင်လေးပြောသလိုပဲ personal branding ကိုမြန်မြန်တိဆောက်ပါပေါ့နော်ဒီခုနောက်ပိုင်းမှာလုပ်နေတဲ့သူတွေကလည်းအများများနေပြီဒါကြောင့်မို့လို့အမြဲဆုံးတိဆောက်ပါအဲလမ်းပြောင်းနေတဲ့သူရှိရင်လည်းစိတ်ခွန်အားတွေကိုဘောစိတ်ခွန်အားရမယ်နေရာနေပြီးစိတ်ခွန်အားတွေယူပါကိုယ့်ရဲ့ပန်းနိုင်ကိုအမြဲဆုံးရောက်တဲ့သူတွေဖြစ်ကြပါစေโอเคကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ပါကောကောဟဲ့မောသွားတော့ပါတော့ပါ come on I can't.